မင်္ဂလာပါဗျာအားလုံးကျောင်းတော်ပါသည်ချမ်းသာပါသည်ဘိုင်ရဲကိုမျက်နှာမြင်ဘိုင်ကိုတန်ချောင်းအားလုံးပြည့်စုံပါသည်ကျောင်းကိုဘိုင်ရှုမကောင်းတောင်းပါတယ်ဗျာဒါဒီနေ့က73ရက်7လ2025ဘောနော်အဲဒါဒီတရင်ကတော့မနေ့ကဖြစ်တယ်တရင်ဖြစ်တယ်အဲမန္တလေးတိုင်းနဲ့ပြည်သူ့ရဲ့အတင်းမှာရှိတဲ့ရွှေဆိုင်တစ်ဆိုင်ကိုဒါတနက်သမားလေးကလာရောက်ပြီးတော့ပြစ်ခတ်ပြီးတော့လူယူသွားတာရှိတယ် အနဝေးမှာစနေနေ့မနက်9:00နာရီအချိန်မှာပဲဒါပြည်ဦးမြို့နိုင်စင်အနီးမှာရှိတဲ့အောင်စပင်ရွှေဆိုင်မှာပေါ့နော်အနာအသက်30ဝန်းကျင်ရှိတဲ့အမျိုးသားနှုတ်ဝင်ရောက်လာပြီးတော့တဲ့ဒါရွှေတွေကိုလူရဲ့ယူဆောင်တယ်တနက်ဖြစ်ပြစ်ခတ်ပြီးဓမြတိုက်သွားတာရှိတယ်အဲ့ဒါကိုကျွန်တော်တို့အတူတူကြည့်လိုက်ကြအောင်နော်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဆက်ကြပါဦး 他被搞嘞，他病有完啊，他病养了以后，我反正、啊啊、别搞，有的人睡得过，过年才给别家拜。俺们这边过年都给在家里。

တော့အော်မဟုတ်ဘူးကိုလူရပါအဲ့တော့လနဲ့ကိုင်နဲ့အကျိုးကဘာလို့သလဲလနဲ့ကိုင်ပြီးသွားရင်ဘာလို့လဲအဓိကကတော့တမရတိုက်တယ်ခိုးတယ်မတိချင်းနဲ့လူတက်တယ်လူလူချင်းအကျော်တယ်ခွာတယ်ဒါပဲတရားမဝင်လနဲ့ကိုင်ရင်ဒီပြဿနာမျိုးကြီးရှိတယ်အဲ့ဒါဒါလေးကိုကျွန်တော်ကြည့်ပြီးတော့ကျွန်တော်ညီကောင်မလေးပြောချင်တယ်အဲဒါတောင်မှဟိုမိမျိုး လို့လည်းခေါ်တာပေါ့ဗျာပြင်ဦးလည်းလို့လည်းခေါ်တာပေါ့နိုင်စင်နာအနီဆိုတော့ဒါစစ်တက္ကသိုလ်စီတဲ့နဲ့နီးတာပေါ့နော်ဒီလိုနေရမျိုးမှာတော့မှဟိုတောင်းတော်ရှိတဲ့အအများစုရှိတဲ့နော်တကယ်အဲ့ဒီဒီဒီပြင်ဦးလည်းပဲဆိုလို့ရှိရင်ဒါတောင်းတော်အရာရှိပြီးအများဆုံးထွက်တဲ့နေရဖြစ်တယ်အဲ့လိုနေရာမျိုးတော့မှဒီလိုရဲတင်းဆိုတာလက်နက်တွေကင်နေတယ်လက်နက်တွေရှိနေကြတယ်ဆိုလို့ရှိရင်အမတန်စိုးရိမ်စရာဖြစ်တယ်အဲ့တော့လက်နက် ခြင်ပြီးတော့သူတွေအားလုံးကအခုဆိုလို့ရှိရင်ရွှေဆိုင်တွေကိုဓမြတိုက်လာတာရှိတယ်။အဲ့တော့ရွှေဆိုင်တွေဓမြတိုက်တာကျွန်တော်တို့ကပြန်ပြောမယ်။အဲ့ဒီရွှေဆိုင်တွေကကိုတရားဥပဒေနဲ့ကိုညီရဲ့လားနိုင်ငံတော်အစိုးရချမှတ်ထားတဲ့ရွှေစည်းနဲ့ကိုရောင်းရဲ့လားအဲဒါကိုလည်းတရေထားရမယ်။ဟုတ်တယ်မလား။အဲ့တော့အဲကျွန်တော်ကတော့ပြောချင်တဲ့စကားပါရှိတယ်ဆိုဒီလိုမျိုးတွေတနက်ကင်ပြီးတော့ဟိုလောက်တာတော့မကြိုက်ဘူးပေါ့နော်။ ရွှေဆိုင်တွေကိုလည်းပဲပြောတင်တာကဒီနိုင်ငံတော်ကချမှတ်နဲ့ချမှတ်တဲ့ရွှေစည်းတိုင်းရောက်เนาะအဲပြီးသွားလို့ဆိုလို့ရှိရင်အဲရိုးရိုးသားသားလေးနဲ့အားလုံးထားကြမယ်ဆိုလို့ရှိရင်အကုန်လုံးရိုးရိုးသားသားလေးနဲ့ဖြစ်တာဒါဒီရွှေဆိုင်တွေကလည်းအများကြိုက်တဲ့ဆိုင်ကိုဝင်ကြည့်လိုက်ဈေးတွေကတလွဲတွေပဲဖြစ်တာကျွန်တော်ဒီမှာစဉ်းစားကြည့်တယ်အဲဟိုနေ့ဟိုပြီးသုံးလုံးပါတီရဲ့ဥက္ကရာကရွှေဆိုင်တို့ပြောတယ်ဗျာရွှေဆိုင်တို့ပြောတယ်အဲ့ရွှေဆိုင်မှာဆိုလို့ရှိရင်သူတို့ကဘယ်ဈေးနဲ့ရောင်းလဲဆိုသိကြတယ် နိုင်ငံတော်အစိုးရကဒီစီနဲ့ရောက်ခိုင်းတယ်သူတို့ကလည်းပဲလွတ်တော်အာပါတီတခုကဥက္ကလနိုင်ငံရဲ့တာဝန်ကိုဟိုဒါပြည်သူလက်ခံတော့သူကတာဝန်ခံဆောင်လို့ရတဲ့သူဖြစ်တာပေါ့အဲ့ဒီဆိုင်တွေကတော့အဲရွှေဈေးကိုနိုင်ငံတော်ချမှတ်တဲ့အတိုင်းများရောင်းဝယ်ဖောက်ကားကြလာဆိုတာလည်းကျွန်တော်ကသိချင်သေးတယ်။အဲတချို့အဲ့မှာဝယ်ဘူးတဲ့သူတွေလည်းကျွန်တော်ပြောချင်စမ်းမအောင်ကျွန်တော်သိချင်လို့เนาะအခုဒီကပြောတာကတော့ဒီလိုအဓိကကတော့ဗျာယတနာဆိုင်တွေကိုအများဆုံးလူကြရက်ကြတွေဖြစ်တယ် เนาะလူကြရကြတွေဖြစ်တယ်အဲ့ဒါရနာဆိုင်နဲ့သတိထားဖို့အတွက်ရွှေဆိုင်နေနဲ့သတိထားဖို့အတွက်အဲမှားကျင်တာဖြစ်ပါတယ်ဗျာเนาะအဓိကကတော့မနဲ့အစောကြီးမဖွင့်ကြပါနဲ့ဘာမှမဟုတ်နေ့တိုင်းပိုင်း7နိုင်7နိုင်တော့မှစဖွင့်ပါပြီးမှကိုယ်မှလုံခြုံရေးကိုလည်းတော်တော်များများထားပါနော် CCTV နဲ့တော်များတက်ပါဒါရန်လာပစ္စည်းဆိုင်နေကိုသတိပေးခြင်းပါတယ်အဲတကယ်လို့အဲအခုလိုမျိုးတွေဖြစ်လာတဲ့ဆိုတော့ရှင် social media များတယ်ပြီးခဲ့တဲ့ရက်မှာဆိုတော့ဒါတော့ကျွန်တော်ကြားနေရတယ် PDF အပွဲတွေကလက်နက်တွေခြင်နေလက်နက်တွေခြင်နေအခုတော့လူရမှုတွေပဲအကုန်လုံးပုံကြသွားတယ်။နောက်တစ်ချိန်မှာလူရမှုဓမြမှုတွေနဲ့ပဲအဲတည်ရင်တည်မတည်ထောင်ထဲရောက်မဲ့သူတွေပဲဖြစ်ကုန်ကြမှာ။နောက်နိုင်ငံရေးဆိုတော့သူတိတာမဟုတ်သူတို့လက်ထက်လက်နက်ရပါပြီဆိုတော့အဲလက်နက်ရတဲ့လက်နက်ကအကျိုးအားအာကုတို့တွေပဲဝင်လာတော့မှာဟုတ်နော်။အဲ့တော့ညီကောင်မတွေအားလုံးကူဆိုင်ဖို့လိုတယ်။အဲပြီးတော့လို့ဆိုလို့ရှင်အဲတက်ဆိုင်ရအစိုးရတွေတက်လာအခုကသူတို့ကစစ်အစိုးရစစ်အစိုးရအဲဒါမျိုးတွေပြောနေတာဟိုဒါမျိုးတွေပြောတဲ့ဟာပါဇက်ပိတ်သွားတဲ့နေပေါ့။ ရေခေါက်ပဲပြီးသွားလို့ပါဇက်ပိတ်သွားတဲ့နေကြရင်တော့ဘလို့ဒီလာအောင်လဲဆိုတော့ကျွန်တော်ဆက်လက်ကြည့်ရမယ်နော်အခုနေကျွန်တော်ပြောလို့ဆိုင်အားနဲ့နေစစ်အစအဘစစ်အစိုးရရှိနေတဲ့အချိန်တောင်မှဒီလိုမျိုးလုပ်သလားလို့ဆိုတော့ဖြစ်ကောင်းဖြစ်မှာပေါ့ဒီဒူးဆိုင်မှုဆိုတာအားမပေးပါဘူးနော်အခုတက်တော့အစိုးရနေတော့မှဒါရွေးကောက်ပဲပြီးသွားပြီဆိုဘလို့လာအောင်လဲဘလို့လေးတိုင်းလာအောင်လဲအဲ့တကယ်လို့အဲ့ချိန်မှာမှအဲ့လိုမျိုးတွေမိပြီးဂိုင်းပြီဆိုလို့ရှိရင်တော့ဒါတွေကဒူးဆိုင်မှုတည်တဲ့နာဖြစ်တဲ့ဆိုတာတိတာထင်ရှားပါမှာပေါ့နော် အဲအဲ့လိုမျိုးရှိရဒါဒီလိုလဲကျွန်တော်ထင်တယ် PDF data တို့သိမို့ဘာလဲဆိုတော့ဒါအခုသူကမိသွားတဲ့သူတည်းရှိတယ်တယောက်ကတေးသွားလုံညိုကြီးတယောက်တေးသွားလို့ကြားတယ်မိသွားတဲ့သူတည်းရှိတယ်အဲ့မိသွားသူရှိတယ်တယောက်ကတော့ဒီဖကန်ဘက်ကလို့ကြားတယ်เนาะအဲ့လိုမျိုးရှိတယ်အဲ့တော့သူတို့အဲဆက်စင်းနေတော့ပေါ်ပေါက်လာမှာပေါ့အဲ့ဒါကျွန်တော်တို့ ဒါကျွန်တော်တို့သတင်းပညာသာမဟုတ်ပေမဲ့လေဒီဟာလေးကိုသိတော့လက်နက်ကင်တဲ့သူကအားလုံးဟာချင်းချင်းပြောလို့ဆိုရင်တ냐ပဲဖြစ်သွားတယ်ဆိုတဲ့အကြောင်းလူသက်မသိလူစိုးသာဖြစ်သွားတယ်တနက်ကိုဒါကောင်းတဲ့နေမှာမကင်ဘူးဆိုတော့ဒါသိရှိစေခြင်းနဲ့ညီကောင်မတော်ရဲ့ဆန္ဒကိုပြပြတဲ့ဖြစ်ပါတယ်အားလုံးလူသာကြည့်ပါစီဗျာ